ဖုံဖုံတပည့်တော်လှူရန်အတွက်ရည်မှန်း၍စူးစမ်းအလုပ်လုပ်နေပေမဲ့မအောင်မြင်တာဘာကြောင့်လဲဖြေပေးပါဖရားတဲ့ဘာဝနာ၅ချက်နဲ့မညီလို့ဖြစ်ပါလိမ့်မယ်နော်ဘာဝနာ၅ချက်ကဘာတွေလဲဆိုရင်၁စိရကာလဘာဝနာကြာမြင့်စွာလှုပ်ခြင်းအလုပ်တစ်ခု လုပ်ပြီဆိုရင်ကြာကြာလှုပ်ရပါတယ်ခဏလေးလှုပ်လို့မရပါဘူးသို့မှသာအလုပ်ရဲ့သဘောကိုနားလည်မှဖြစ်ပါတယ်၂និရန္တရဘာဝနာမပြတ်လှုပ်ခြင်းအလုပ်တစ်ခုလုပ်ပြီဆိုရင် အခုလှုပ်လိုက်တော်ကြာမလှုပ်ဘဲနေလိုက်လှုပ်လို့မရပါဘူးပုံမှန်လှုပ်ရပါမယ်၃နိရဝတိတဘာဝနာကောင်းကျိုးဖြစ်စေတဲ့အလုပ်ကိုလုပ်ခြင်းမိမိအတွက်ကောင်းကျိုးဖြစ်စေတဲ့အလုပ်မှန်သမျှဘယ်အလုပ်မဆိုလှုပ်ပါအလုပ်မရွေးပါနဲ့နော်၄တက္ကိစဘာဝနာရိုးရိုးသေးသေးလှုပ်ခြင်းမိမိကိုထမင်းကျွေးတဲ့အလုပ်မိမိဘဝကိုတိုးတက်အောင်မြင်စေတဲ့အလုပ်မှန်သမျှရိုးရိုးသေးသေးလှုပ်ပါမယုံမသိမလှုပ်ပါနဲ့၅အဘိရုဒ္ဓိဘာဝနာ ျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြလှုပ်ခြင်းမိမိကိုထမင်းကျွေးတဲ့အလုပ်မိမိဘဝကိုတိုးတက်အောင်မြင်စေတဲ့အလုပ်မှသမျှပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြလှုပ်ပါလှုပ်ခြင်းတလို့လို့မလှုပ်ခြင်းတလို့လို့မလှုပ်ပါနဲ့ဤဘာဝနာ၅ချက်နဲ့အညီကြိုးစားသွားမယ်ဆိုရင်ဘယ်အလုပ်မဆိုအောင်မြင်မှာဖြစ်ပါတယ်ကဘာမှာအောင်မြင်ပြီးကြီးပွားချမ်းသာနေတဲ့တထေးတွေကိုကြည့်လိုက်ပါသူတို့တွေဟာဤဘာဝနာ၅ချက်နဲ့အညီကြိုးစားအားထုတ်လို့အောင်မြင်ပြီးကြီးပွားချမ်းသာနေတာဖြစ်ပါတယ် မန်ပိုင်ရှင်လည်းပဲအောင်မြင်ပြီးကြီးပွားချမ်းသာခြင်းတဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်ဤဘာဝနာ၅ချက်နဲ့အညီကြိုးစားအားထုတ်ပါနော်